အာဆင်နယ်တင်းရဲ့အကယ်မီထွက်ကစားမဟောင်းတိုက်စစ်ကစားမလည်းဖြစ်တဲ့ဘေးလီဘေးကတယောက်ကတော့မြန်မာစစ်တပ်ရဲ့မနက်2နာရီတိုးအချိန်မှာစုံပါသွားခဲ့တယ်ဗောလေဆေးဦးမှာဒီတန်ရာကလည်းလွန်ခဲ့တဲ့20ရက်နေ့စနေနေ့လောက်ကကစားခဲ့တဲ့ဒီဝင်းဂိတ်အသင်းနဲ့ပွဲစဉ်သူကနန်းလီဆိုလိုဂျင်နာကဒီအပျော်တမ်းပြိုင်ပွဲမှာဝင်ကစားရေးနဲ့ပြင်းထန်တဲ့တန်ရာသွားခဲ့တဲ့အိတ်ဒဏ်ကြောင့်ပဲဆေးဦးမှာကိုမဝင်ပြီးတော့ကာလရှိကူးခဲ့ရတယ်အခုအိတ်ဒဏ်ကြောင့်ပဲစုံပါသွားခဲ့တယ် အလားလာကောင်းတွေအများကြီးရှိပြီးတော့အာဆင်နယ်တင်းရဲ့အကယ်ဒမီမှာတော်တော်လေးကိုမျှော်လင့်ထားတဲ့ကစားသမားရဲ့တစ်ယောက်ဦးကွယ်လွန်သွားချိန်မှာအသက်22နှစ်အာဆင်နယ်ကမီထွတ်လက်ရှိဆုံးမတဲ့ချိန်မှာတော့အာဆင်နယ်ကစားသမားတော့မဟုတ်တော့ဘူးဒါပေမဲ့အာဆင်နယ်ကမီမှာတော့ကျောင်းနဘက်ခုနှစ်ကိုဝတ်ဆင်ပြီးတော့အလားလာကောင်းတဲ့ကစားသမားဖြစ်လေတစ်ပေးခဲ့တဲ့ကစားသမားတွေမှာပါတယ်ဗောလေအင်္ဂလိပ်ကစားသမားတိုက်စစ်အာဒမ် ူကတိုက်စစ်မှုစစ်စစ်တူးဆော့လို့ရလို့တောင်ပိုင်းဒီမှာလည်းဆော့လို့ရတဲ့ကစားသမားအဲ့ဒီအာဆင်နယ်သင်းစီမှာတော့သူက U18 U21 အဲ့လိုမျိုးတိတ်ရတဲ့အနေကစားခဲ့ဘူးတဲ့အဲ့ရမှာတစ်ဆင့်2020-23ဘောလုံးရတီမှာတော့ဒါဘီ U21 ကိုအငှားသွားဆော့တယ်အဲ့ရမှာပြန်လာပြီးတော့ is ဘုံမှာဒီထပ်မှန်ပြီးတော့2023 2024မှာအငှားသွားဆော့ခဲ့တယ်အဲ့မှာအာဆင်နယ်ကိုပြောက်တယ်အာဆင်နယ် U21 မှာကစားပြီးတော့2024 2025ဘောလုံးရတီမဆခင်နေဈေးကွက်မှာတော့အသင်းစီကနေအလွတ်နဲ့ထွက်ခွာသွားပြီးတော့သူ့အနေနဲ့ Hastings United မှာတွားရောက်ကစားတယ်။ကြံခဲ့တဲ့ဒီ2025 2026ဒီဘောလုံးရာသီမဆမီမှာတော့အထူးသဖြင့်ပေါ့လေဒီ6လပိုင်းမှာပဲသူ ပြောင်းသွားခဲ့တာကအခု Chichester City ဆိုတဲ့အသင်းကိုသူပြောင်းသွားခဲ့တာ။အဲ့ဒီအသင်းကလည်းအပျော်တမ်းကလပ်ပဲ။အဲ့မှာသူဝင်ဆော့တယ်။တ냐တော်တော်လေးပြင်းတာဗျ။ ဲ့ပွဲစဉ်မှာသူအပျော်တန်းပွဲစဉ်ဆိုပေမဲ့လည်းပြိုင်ဆိုင်မှုကပြင်းထန်တယ်လေဘောလုံးအားကစားနေကျွန်တော်တို့ဒီအပျော်တန်းကစားမယ်ဆိုလို့ရှိရင်တော့မှလူချတာတွေဟိုနိုင်ကျင်စိတ်နဲ့စော့ကြတာပေါ့အဲ့တော့အဲ့ဒီအပျော်တန်းပွဲစဉ်မှာဆိုလို့ရှိရင်ပြင်းထန်တဲ့ဒဏ်ရာကြောင့်ပဲဘလောက်တောင်ဥကောင်းဒဏ်ရာကဒီအုံနောက်ဒဏ်ရာကဘလောက်တောင်ဆိုးွားလဲဆိုရင်ကိုမပါဝင်သွားခဲ့တာအဲ့တော့စေးုံတင်ထားခဲ့တယ်20ရက်နေ့နေစပြီးတော့ဒဏ်ရာဖြစ်တဲ့စေးုံတင်နေအခုသူဆုံးမတဲ့အချိန်မှာတော့25ရက်နေ့ ဟိုဘက်မှာဆိုရင်တော့ဒါညနေပိုင်းပေါ့လေဒီဘက်မှာဆိုမြန်မာစံတို့ချိန်26ရက်နေ့မနက်ခင်းအစောပိုင်းရောက်သွားခဲ့အချိန်မှာဒါပေမဲ့သူ့ကို25ရက်နေ့ဒိတ်နဲ့ပဲဆုံးမသွားဆိုပြီးလှုပ်လိုက်တယ်။အဲ့တော့တကယ့်ကိုစိတ်မကောင်းစရာပဲချီချက်စတာအသင်းကလည်းဒါနဲ့ပတ်သက်ပြီးတော့ဒါစာထုတ်ပြန်တယ်။သူနဲ့ပတ်သက်ပြီးအမှတ်တရတွေ IB လောက်တာမျိုးတွေပေါ့လေ။တကယ့်ကိုမှကောင်းရမွန်ရရောက်ပါစီပေါ့။ကျွန်တော်တို့ခါကြရင်ဒီဘောလုံးလောကမှာကစားသမားတွေအနေနဲ့အောင်မြင်တယ် ကစားသမားနဲ့ငွေရတတော်လေးရတယ်ကစားသမားနဲ့မီဒီယာထက်မှာပုံရိပ်တွေကိုအားကြပြီးကျွန်တော်ကြည့်ရတာမှတ်ပြီးမဲ့နောက်ွယ်မှာအဲ့ဒီအဆင့်ကိုရောက်မလာဘဲနဲ့အဲ့လိုငငွေရဲနဲ့ဆုံးမသွားတဲ့ကစားသမားကြီးလေအများကြီးပဲတချို့ကစားသမားကြီးကြတော့ဘဝပြတ်သွားတာဒီလူမှုရေးအရှုပ်ထွေးကြောင်ဖြစ်သွားဖြစ်တယ်တချို့ကြောင်လည်းဒီစေးမှုနဲ့ဒီလောကကြီးကထွက်ခွာသွားပြီလို့ရှိရတယ်တချို့ကြောင်လည်းအဲ့လိုပြင်းထန်တဲ့ဒဏ်ရာတွေကနေပြန်မလာနိုင်ဘဲနဲ့ဖြစ်သွားတဲ့ကစားသမားကြီးလေအများကြီးပဲ တချို့ကျတော့ဒဏ်ရာနေပြင်းထန်ခဲ့ပြီလေနောက်ထပ်ကစားမောက်ဘဝကိုထပ်ပြီးအဆင့်တက်နိုင်ခဲ့အဲကျွန်တော်တို့ကြည့်လိုက်ပြီဆိုဘောလောကကြီးဟာကစားမားတွေရဲ့ဝင်ငွေကောင်းတယ်ပြိုင်ပွဲတွေမှာလုံးဝထင်ပေါ်ကျကြတယ်မိန်းကလေးတွေဝိုင်းဝိုင်းလည်နေတယ်ပုံရိပ်မြင့်မာလို့ထင်ကြရှိမယ်ဒီနောက်ကွယ်မှာတော့ဒီလိုဖြစ်ပျက်တွေရှိတယ်ကစားသမားတိုင်းကစားသမားတိုင်းကနောက်ဆင့်တက်ဖို့အတွက်စီနီယာ level ရောက်ဖို့အတွက်ဒီလို academy လောကကိုဖျက်သန်းအဲ့ဒီ academy လောကမှာဆုံးဖြတ်လေးတစ်ချက်မှားသွားရင်သွားတာပဲအခုကျွန်တော်တို့ match down man တို့ ethan wayne တို့ louis kane တို့ပတ်သက်ပြီး arsenal ကចောင်းစာရော ဒီဘောလုံးတင်ကန်းဆိုင်နဲ့ပတ်သက်ပြီးတော့မျှပြီးခိုင်ရပေးရတွေ့ရတယ်။တချို့ဘက်မှာကျွန်တော်တို့ကတော့ဒီလူငယ်လေးတွေကိုပွဲတွေအများကြီးဆော့တာမြင်ကျင်နေမှတ်ပြီးမဲ့၁၁ယောက်၁၁ယောက်စီကန်တဲ့ပွဲချိန်အတွင်းမှာဆိုရင်တော်တော်လေးကိုကြမ်းတယ်။တကယ်ငရဲတမျှကိုကြမ်းတမ်းတဲ့အခြေအနေတွေရှိတယ်။မထင်ထားမှပဲနဲ့ကစားမတယောက်အတွက်ဆိုရင်တသက်တာအနာယူဖို့လုံလောက်တဲ့ဒဏ်ရာတွေရသွားနေတဲ့အခိုက်အတန့်တွေရှိတယ်။အဲ့လိုအခြေအနေမျိုးတွေမှာအသင်းတောင်းဝန်ရှိကြကစားသမိုက်တဲ့ပတ်သက်နောက်ပိုင်းတီချာလေးကန်ရလာတွေ့ရတယ်။အဲ့တော့အာဆင်နယ်ရဲ့ကစားသမားဟောင်း ်ဘေးလီဘီကတယောက်ကောင်းအောင်မောင်ရောက်ပါစီပေါ့လေအသင်းရဲ့ကစားသမားမဟုတ်တော့ဆိုမဲ့အကယ်မီထွက်ကစားသမားနှစ်တီအကြာကြီးဒီသင်းမှာဖြတ်တန်းခဲ့တယ်အဲ့တော့အာဆင်နယ်သင်းမှာဆိုရင်တော့သူကဒီပရီးမီးယားလိ2 73ဘွဲ့ကစားခဲ့တယ်131မိနစ်ယူ78မှာဆိုရင်22ဘွဲ့ကစားခဲ့တယ်အဲ့ဒီမှာတော့၄ဂိုးသွင်းပြီးတော့2ဂိုးဖန်တီးထားခဲ့တယ်음တချို့ဘွဲ့ရတော့ဒါအခြားသိနေဆိုတာပေါ့လေတကယ်ကိုစိတ်မကောင်းစရာပါပဲညညနေညလှုပ်ဖို့ပဲကျွန်တော်ဒီလိုအချက်လက်လေးဆုံးပြောချင်တာဖြစ်တဲ့အတွက် တချို့တွေကလာမေးနေကြတာအာဆင်နယ်တင်းမှာလက်ရှိကစားနေလာပါလေအာဆင်နယ်တင်းအကယ်မီထွက်ကစားမှာပါဒါပေမဲ့လွန်ခဲ့တဲ့တစ်နှစ်ခွဲနှစ်နှစ်လောက်ကပဲအသင်းကနေပြောင်းသွားခဲ့တာပါလေအဲ့ဒါကိုကျောင်းကြီးကိုတွေကိုအတီးပေးကြည့်တဲ့အတွက်ပါသူလဲကောင်းရမွန်ရောက်မယ်လို့ယုံကြည်ပါတယ်အားလုံးဘောလုံးအားသားနေမှာအခုနောက်ပိုင်းပြိုင်ပွဲတွေတအားများလာတာစုကြီးတွေပေးတာမှတ်မိမဲ့ဒါမျိုးဖြစ်ဖြစ်တွေကိုမကြာခဏကြားနေရတယ်။သူတယောက်ကောင်းအောင်မောင်ရောက်ပါစီလို့ပဲကျွန်တော်ဒီဗီဒီယိုလေးနဲ့ဆူတောင်းပေးပါတယ်။